မြတ်စွာဘုရားရဲ့လို့လောကမှာထင်ရှားပွင့်လာတဲ့အခါမှာဘုရားဖြစ်ပြီးကစားဘုရားမပွင့်ခင် ရှေးဖို့မှာရှိနေနဲ့နဲ့သာသနာပြင်ပအယူဆရှိကြတဲ့ဒိဋ္ဌိတွေတက္ကရောနေအဲ့ဓာတွေဟာလက်လာပါအတော်နေသွားတယ်လို့ဆို နေထွက်လာတဲ့အချိန်မှာပိုးစုံကျူးလေးတွေဟာအကြောင်းမထွက်နိုင်တော့သလိုမျိုးလို့စာရဲကတော့အလိုလေးဥမာပေးတယ်။အဲဒီတော့အယူဝါဒမတူကြတဲ့တိဋ္ဌိတွေတက္ကရွန်တွေကယဟန်တန်ဃာတွေနဲ့တွေ့လို့ရှိရင်ဆဲရေးကြတယ်ရေရွကြတယ်ချိန်ချောက်ကြတယ်ချိန်မောင်းကြတယ်။အဲ့ဒါဒီနေ့တော့အဲ့ဒါလိုဆဲရေးချိန်မောင်းတာကိုခံခဲ့ရတဲ့ယဟန်တန်ဃာတွေဘာမှသူတို့မတုံ့ပြန်ခဲ့ကြဘဲနဲ့ မြတ်စွာဘုရားတွေရောက်တဲ့အခါမှာအဲ့ဒီသူတို့မနေ့ခင်းကတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုမြတ်စွာဘုရားကရှောက်အဲ့ဒါလိုတိဋ္ဌိတကရုံးတွေရဲ့ဆဲရည်တာချိန်မောင်းတာကိုခံခဲ့ရတယ်လို့ရှောက်တော့မြတ်စွာဘုရားကဘာမှချိုးတဲ့ခြင်းနဲ့မပြောနော်ဒါဖြစ်တဲ့နဲ့မဖြစ်တဲ့မှုဒီလိုလည်းမပြောဘူးဥဒ္ဒံကာထာတပုတ်ကျူးရင်နေဥဒ္ဒံဆိုတာက စိတ်ထဲမှာပြောကျင်နေတဲ့အယူအဆတစ်ခုစိတ်ထဲမှာမဆန့်တော့လို့နှုတ်ကအလိုလိုရှံထွက်လာတဲ့စကားမျိုးကိုဥဒ္ဒံစကားလို့ခေါ်တယ်နော်အဲ့ဒီဥဒ္ဒံကာထာလေးကတော်တော်လေးစဉ်းစားရကောင်းတယ်အဲ့ဒီဒေသနာလေးကိုခန့်ငယ်ငယ်တွေကစပြီးတော့ဖတ်ဖူးတော့အဲ့ဒီဒေသနာလေးကပေးတဲ့အတွေးအမြင်နဲ့အချင်းတော်တော်များများ အထူးသဖြင့်အခက်အခဲအကျက်တဲနဲ့တွေ့လာပြီဆိုရင်အဲ့ဒီဒေသနာလေးကို အမှတ်ရမိတယ်။ကာမိအရင်ကြီးဒုက္ခဒုက္ခဖို့တော့နေဝတ္တထောနောပရတောတဟိထ။ရွာမှာပဲနေနေတောမှာပဲနေနေဆိုလိုတာကဘယ်နားမှာပဲနေနေပေါ့။ဒုက္ခဒုက္ခဖို့တော့တဲ့။ဆင်းရဲခြင်းချမ်းသာခြင်းနဲ့တွေ့လာလို့ရှိရင်အဆင်ပြေတာတွေအဆင်မပြေတာတွေဘာပဲဖြစ်ဖြစ်တွေ့လာခဲ့လို့ရှိရင် နေဝတ္တထောနောပရတောတဟေထအဲ့ဒါငါးကြောင့်ဖြစ်တာအဲ့ဒါဟာသူ့ကြောင့်ဖြစ်တာလို့စိတ်ထဲမှာအလွန်မင်းကြီးအစွဲမထားပါနဲ့ပြောပုံလေးသိချာမှတ်မယ်နော်ရွာမှာပဲနေနေတောမှာပဲနေနေဘယ်နာလေးမှာပဲနေနေအစဉ်ပြေခြင်းအစဉ်မပြေခြင်းဆင်းရဲခြင်းချမ်းသာခြင်းစုံတရားဖြစ်လာပြီးတွေ့လာပြီးဆိုလို့ရှိရင်အဲ့ဒါတွေဟာ ငါကြောင့်ဖြစ်တာသူကြောင့်ဖြစ်တာလို့အလွန်မင်းကြီးအစွဲမထားပါနဲ့တဲ့တကယ်စင်စစ်အဲ့ဒီစင်ရဲ့ချင်းချမ်းသာခြင်းဆိုတာတွေဟာခန္ဓာ၅ပါးလို့ဆိုတဲ့ဥပရိတရားကိုအမိပြုတ်ပြီးတော့အစွဲပြုတ်ပြီးတော့ဖြစ်နေကြတာတကယ်လို့ဘဝခန္ဓာသာဖြစ်မနေဘူးဆိုလို့ရှိရင်အဲ့ဒီစင်ရဲ့ချင်းချမ်းသာခြင်းတွေဟာဘယ်မှာလာပြီးတော့တွေးထိနိုင်မှာမလို့နားလဲလားမသိဘူး မြတ်စွာဘုရားရဲ့လို့လောကမှာထင်ရှားပွင့်လာတဲ့အခါမှာဘုရားဖြစ်ပြီးခါစဘုရားမပွင့်ခင်ရှေးဖို့မှာရှိနေနှဲ့နဲ့သာသနာပြင်ပအယူဆရှိကြတဲ့ဒိဋ္ဌိတက္ကရောနေအဲ့ဓာတွေဟာလက်လာပါအတော်နေသွားတယ်လို့ဆို နေထွက်လာတဲ့အချိန်မှာပိုးစုံကျူးလေးတွေဟာအယောင်မထွက်နိုင်တော့သလိုမျိုးလို့စာရဲကတော့အလိုလေးဥမာပေးတယ်။အဲ့ဒီတော့အယူဝါဒမတူကြတဲ့တိဋ္ဌိတွေတက္ကရုံတွေကယဟန်တန်ဃာတွေနဲ့တွေ့လို့ရှိရင်ဆဲရေးကြတယ်ရေရွတ်ကြတယ်ချိန်ချောက်ကြတယ်ချိန်မောင်းကြတယ်။အဲ့ဒါဒီနေ့တော့တွေ့သလိုဆဲရေးချိန်မောင်းတာကိုခံခဲ့ရတဲ့ယဟန်တန်ဃာတွေဘာမှသူတို့မတုံ့ပြန်ခဲ့ကြဘဲနဲ့ မြတ်စွာဘုရားကြီးရောက်တဲ့အခါမှာအဲ့ဒီသူတို့မနေ့ခင်းကတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုမြတ်စွာဘုရားကရှောက်တယ်။အဲ့ဒါလိုတိဋ္ဌိတက္ကရုံရဲ့ဆေးရည်တာကျိန်မောင်းတာကိုခံခဲ့ရတယ်လို့ရှောက်တော့မြတ်စွာဘုရားကဘာမှချိုးတဲ့ခြင်းနဲ့မပြောဘူး။နော်ဒါဖြစ်တဲ့နဲ့မဖြစ်တဲ့မူဒီလိုလည်းမပြောဘူး။ဥဒ္ဒံကာထာတဖို့ကျူးရင်နေတဲ့ဥဒ္ဒံဆိုတာက စိတ်ထဲမှာပြောကျင်နေတဲ့အယူအဆတစ်ခုစိတ်ထဲမှာမဆန့်တော့လို့နှုတ်ကအလိုလိုရှံထွက်လာတဲ့ဇာတ်မျိုးကိုဥဒ္ဒံဇာတ်လို့ခေါ်တယ်နော်အဲ့ဒီဥဒ္ဒံဂါထာလေးကတော်တော်လေးစဉ်းစားစရာကောင်းတယ်အဲ့ဒီဒေသနာလေးကိုခန့်ငယ်ငယ်တဲ့ကစပြီးတော့ဖတ်ဖူးတော့အဲ့ဒီဒေသနာလေးကပေးတဲ့အတွေးအမြင်နဲ့အချင်းတော်တော်များများ အထူးသဖြင့်အခက်အခဲအကျက်တဲနဲ့တွေ့လာပြီဆိုရင်အဲ့ဒီဒေသနာလေးကိုအမှတ်ရမိတယ်။ဂါမိအရင်ကြီးဒုက္ခဒုက္ခဖို့တော့နေဝတ္တတော် နောပရတော်တဟိထ။ရွာမှာပဲနေနေတောမှာပဲနေနေဆိုလိုတာကဘယ်နားမှာပဲနေနေပေါ့။ဒုက္ခဒုက္ခဖို့တော့တဲ့။ဆင်းရဲခြင်းချမ်းသာခြင်းနဲ့တွေ့လာလို့ရှိရင်အစဉ်ပြေတာတွေအစဉ်မပြေတာတွေဘာပဲဖြစ်ဖြစ် တွေ့လာခဲ့လို့ရှိရင် နေဝတ္တထောနောပရတောတဟေထအဲ့ဒါငါကြောင့်ဖြစ်တာအဲ့ဒါဟာသူ့ကြောင့်ဖြစ်တာလို့စိတ်ထဲမှာအလွန်မင်းကြီးအစွဲမထားပါနဲ့ပြောပုံလေးသိချမှတ်မယ်နော်ရွာမှာပဲနေနေတောမှာပဲနေနေဘယ်နာလေးမှာပဲနေနေအစဉ်ပြေခြင်းအစဉ်မပြေခြင်းဆင်းရဲခြင်းချမ်းသာခြင်းတစုံတရာဖြစ်လာပြီးတွေ့လာပြီးဆိုလို့ရှိရင်အဲ့ဒါတွေဟာ ငါကြောင့်ဖြစ်တာသူကြောင့်ဖြစ်တာလို့အလွန်မင်းကြီးအစွဲမထားပါနဲ့တဲ့တကယ်စင်စစ်အဲ့ဒီစင်ရဲ့ချင်းချမ်းသာခြင်းဆိုတာတွေဟာခန္ဓာ၅ပါးလို့ဆိုတဲ့ဥပရိတရားကိုအမိပြုတ်ပြီးတော့အစွဲပြုတ်ပြီးတော့ဖြစ်နေကြတာတကယ်လို့ဘဝခန္ဓာသာ ဖြစ်မနေဘူးဆိုလို့ရှိရင်အဲ့ဒီစင်ရဲ့ချင်းချမ်းသာခြင်းတွေဟာဘယ်မှာလာပြီးတော့တွေးထိနိုင်မှာမလို့နားလဲလားမသိဘူး